ဝီလန်နေတို့ရှိရဲထာဝရနေတို့ရှိရဲပေါ့နော်ရှေ့မှာတော့ကလည်းဝီလန်နေတို့ခွဲရလဲအဲ့ဒါမျိုးအယုတ်ကလေးတွေပုံမှန်လုတ်ပေးတယ်။နောက်ပိုင်းအဲ့ဝီလက်ကအက်ဒမင်အမမအားတဲ့ချိန်ကျကျွန်တော်တို့ထာဝရနေတို့ခွဲရလဲဒီလိုပဲလုတ်ပေးတယ်အဲ့လိုပေါ့အဖွဲရှိတဲ့အဖွဲလေးကညီညွတ်ညွတ်ပဲဒီလိုပဲအစဉ်ပြေတဲ့လူကလုတ်ပေးလိုက်တာပဲလို့ဟာအကယ်ဒမီတုံးကလည်းပေးတယ်အမှတ်တရအကယ်ဒမီရုပ်တွေပေးတယ်ရှေ့မှာအယုတ်တွေကတော့အများကြီးပဲမှာဇက်ကားတိုင်းဇက်ကားတိုင်းမှာအဲ့လိုသူ့ရဲ့သူနဲ့ဇက်ကောင်နဲ့ပတ်သက်တဲ့အယုတ်ကလေးတွေကတော်တော်များများပေးမှုတယ်ဟာသူကတော်တော်လေး respect ထားတယ်ဇက်ကားတွေတော့အများကြီးမပြောတတ်ဘူးသူကငကိုကလေးကလေဇက်ကားတော့များများမပြောဘူးဒါနဲ့ ဟိုဖန်လေးပေါ်မှာဖန်လေးဆိုတာဟိုကျမတို့တွေလည်းမဟုတ်ပါဘူးသူ့ရဲ့ပြိဿမှန်သမျှအကုန်လုံးကိုသူအမြဲတမ်းလေးလေးဆက်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 နဲ့ပေးတဲ့ပစ္စည်းမှန်သမျှကိုလည်းတမိုးရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေအမြဲတမ်းအမှတ်တရလေးတင်ထားပေးတယ်သူအိမ်ကိုသွားတဲ့အချိန်မှာခမစားကန်ထဲမှာဆိုကျမတို့အရင်တော့ဇက်ကောင်ဒီလိုအယုတ်ကလေးတွေခက်မစားခင်တော့ဒီလိုဖန်ခွက်ကလေးတွေမှာလေအဲ့လိုပုံလေးတွေရိုက်ပေးတယ်အဲ့ဒါလေးဆိုလည်းကုန်တန်းစီပြီးတော့တင်ထားတယ် dream catcher လေးတွေဆိုလို့ရှိရင်လည်းနိုင်ရလေးတွေမှာကတ်ထားတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေမြင်တဲ့အခါကျတော့ပေးတဲ့လူတူဦးချင်းတူဦးချင်းကတော့ပီတိဖြစ်တာပေါ့ဘာလို့ပြောပြောရအောင် ပါဒါအကိုဟွာတော့ကလေပေါ်ပြီးမှရိုက်တော့ကအခုရွှေရောကတဲ့အယုတ်ကလေးအဲ့ဒါအမှတ်တရလုပ်ပေးထားတာပေးဖို့ပါတယ်ကျမတို့ကလိုပါလေအရှိမကဝီလန်နေတို့ရှိရထာဝရနေတို့ရှိရပေါ့နော်အရှိမတော့ကလည်းဝီလန်နေတို့ဖွဲ့ရလေအဲ့ဒါမျိုးအယုတ်ကလေးတွေပုံမှန်လုပ်ပေးတယ်နောက်ပိုင်းအဲ့ဝီလက်ကအက်ဒမင်အမမအားတဲ့အချိန်ကျကျမတို့ထာဝရနေတို့ဖွဲ့ရလေဒီလိုပဲလုပ်ပေးတယ်လို့ပေါ့အဖွဲရှိတဲ့ဖွဲ့လေးကညီညွတ်ညွတ်ပဲဒီလိုပဲအစဉ်ပြေတဲ့လူကလုပ်ပေးလိုက်တာပဲလို့ဟုတ် လုပ်ပေးတယ်ဟုတ်တယ် အကယ်ဒမီတော့ကလည်းပေးတယ်အမှတ်တရအကယ်ဒမီရုပ်တွေပေးတယ်ရှေ့မှာရုပ်တွေကတော့အများကြီးပဲမှာဇကာတိုင်းဇကာတိုင်းမှာအဲ့လိုသူရဲ့သူနဲ့ဇက်ကောင်နဲ့ပတ်သက်တဲ့အရုပ်ကလေးတွေကတော့တော်တော်များများပေးဘူးလေဟုတ်တော်တော်ငယ်တယ်ပဲပြောရမှာပေါ့သူဇကာစရိုက်တဲ့အချိန်ငယ်တဲ့ကပဲလွန်ခဲ့တဲ့အနှစ်20ကျော်ပေါ့ဟုတ်မဟုတ်ညမာပါ52နှစ်ပါနေမရတော့နောက်နောက်ပါဟုတ်စားတွေ့တာတော့ဒီလိုပဲငယ်ငယ်တုန်းကသူ VCD လေးမှာစပြီးတော့တရုတ်ဆောင်ကလေးကအဲ့ကလေးကသဘောကျပြီးတော့ကြိုက်တာ ်နောက်ပိုင်းကျတော့အဲ့တော့တော့မမြင်ဘူးပေါ့အပြင်မှာအပြင်မှာမြင်မှုတဲ့အချိန်ကျတော့ကိုကအရန်အေဂျင့်နဲ့လေသူကအေးလဲအေဂျင့်နဲ့စိတ်ထားကောင်းတယ်ပြီးတော့ဖန်နေပေါ်မှာအလိုအများကြီးစကားမပြောပင်နဲ့အရန်နှွေးထွေးတယ်သူကတော်တော်လေး respect ထားတယ်စကားတွေတော့အများကြီးမပြောတတ်ဘူးသူကငကိုကလေးကလေစကားတော့များများမပြောဘူးဒါနဲ့ဟိုဖန်နေပေါ်မှာဖန်နေဆိုတာဟိုကျမတို့တွေလည်းမဟုတ်ပါဘူးသူ့ရဲ့ပြိတ္တမှန်သမျှအကုန်လုံးကိုသူအမြဲတမ်းလေးလေးဆက်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 နဲ့ပေးတဲ့ပစ္စည်းမှန်သမျှကိုလည်းတန်ဖိုးရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေအမြဲတမ်းအမှတ်တရလေးတင်ထားပေးတယ် သူ့အိမ်မှာဆိုအဲ့လိုမျိုးခန်းခွက်ကလေးတွေအားစားပေါ့တော့တမိုးမရှိတဲ့ပစ္စည်းလေးတွေအားစားအမှတ်ရပစ္စည်းဆိုအကုန်လုံးသိမ်းထားပေးတယ်ရောက်ဘူးတယ်ဟုတ်အဲ့လိုတော့မဟုတ်ဘူးရှင်သူတို့တို့ဟွာတော့အလှငွေတွေပါလေသွားပေးနေရောက်တာဟုတ်အဲ့လိုပေါ့သူအိမ်ကိုသွားတဲ့အချိန်မှာသမင်းစားကန်ထဲမှာဆိုကျမတို့အရင်ကဇက်ကောင်ဒီလိုအယုတ်ကလေးတွေခက်မစားခင်တော့ဒီလိုဖန်ခွက်ကလေးတွေမှာလေအဲ့လိုပုံလေးတွေရိုက်ပေးတယ်အဲ့ဒါလေးဆိုလည်းကုန်တန်းစီးပြီးတော့တင်ထားတယ် ဒရင်ကချာလေးတွေဆိုလို့ရှိရင်လည်းနိုင်ရလေးတွေမှာကတ်ထားရတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေမြင်တဲ့ခါကျတော့ပေးတဲ့လူတူဦးချင်းတူဦးချင်းကတော့ပီတိဖြစ်တာပေါ့ဘာလို့ပြောပြောအောင်ဟုတ်ကဲ့ဟောပထမဆုံးမြင်တာတော့အင်းရကမှာမှာဟောစဖြုတ်ကလေးကလည်းအရန်ချောတယ်လေအရန်ချောတယ်ပြီးတော့အရန်အေဂျင့်နဲ့စတွေ့ကလေးကလည်းသူ့ရဲ့အေဂျင့်မှုကဘယ်လိုခေါ်မလဲခံစားလို့ရတယ်ပြိတ္တတွေအားလုံးကအဲ့လိုမျိုးဆိုတော့ဟာပြပြပြသူတယောက်ခဲဟိုပဲအားပေးပြတာ အိမ်အမြင်မကပ်ဘူးအိမ်ရလူတွေလည်းအကုန်ချက်တယ်။အဲ့ဒါမျိုးတော့မရှိဘူး။ကျမတို့ကတယောက်ချင်းဆိုတာတည်းဒီလို group နာမည်လေးတွေပဲလောက်တာများတယ်။ဒါဆိုလည်းဒီမှာထာဝရနေတူပေါ့။ဒါလေးကတသိန်းကျော်လောက်ပဲရှိတာပါ။ဒါမဲ့အကိုသိန်းထားပေးတဲ့တံမိုးကပို့ပြီးတော့တံမိုးကြီးပါလေ။မင်္ဂလာဆောင်တော့ဖိတ်တယ်ရှင်။အဲ့တော့ကျမဟိုဟာလေဖြတ်နေတော့မသွားနိုင်ဘူး။ သူရတည်နိုင်တာသူ့ရဲ့အမှုပညာပေါ်မှာထားတဲ့စိတ်စေတနာရောပြိတ္တပေါ်မှာထားတဲ့စိတ်စေတနာရောသူ့ရဲ့ကိုကျင်တရားကောင်းမွန်မှုကြောင့်ရောလို့ပဲထင်ပါတယ်ဟုတ်ဒီလိုကာရက်တာလေးကမမြင်ရတာကြာပြီလေအသက်အရွယ်ပိုင်းခြားရနောက်ပိုင်းမှာလည်းထပ်ပြီးမြင်ရချင်မှမြင်ရမယ်ဆိုတော့ဒါလေးကတော့တခုတ်တရားသေချာအပြည့်ပြင်ပါပါဟုတ်ရှစ်တယ်ရှစ်တယ်မသားကိုလည်းရှစ်တယ်ဂုံချိန်တို့ကိုလည်းရှစ်တယ်ဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်